ဆိုပြည့်တစ်စင်အကြောင်းရင်ပွင့်လာတဲ့ဟေဝီယံအားလုံးပဲမင်္ဂလာပါရှင်။ဟေဝီယံနဲ့ဆိုပြည့်တစ်စင်တို့ကအခွင့်ဆိုင်ပွဲတက်တွေကိုတက်ရောက်ပြီးနေရပြီ။ဒီကနေ့မှလည်းမန္တလေးကကထိန်ကာလာအတူဇေယောင်းပွဲတို့ကိုတက်ရောက်လာခဲ့ကြပါရယ်။အခုလည်းရှိမှာတော့ဟေဝီယံရောဆိုပြည့်တစ်စင်တို့ပရိတ်ရီယံအပီဝီယံမိုရီကိုအပြေဝရရှိနေရပါ။ဒီနေ့မှာတော့ဟေဝီယံကဆိုပြည့်တစ်စင်နဲ့ပတ်သက်ပြီးတံမိုးသာချက်သွားမှာဖြစ်ကြောင်းပြောပြလာပါရယ်။ ဟေဝရန်ကတော့စုပြည့်တစေအဖို့မှာအရန်တမို့ထားကြောင်းကြေးတိုင်းပဲအလားတန်ချိချင်နေတယ်လို့ဆိုပါတယ်။အတောင်လေးတွေနဲ့ပတ်သက်ပြီးဟေဝရန်ကခုလိုပဲပြောပြလာခဲ့ပါတယ်။ဟေဝရန်ကစုပြည့်ဟာဟင်းလဲချက်တဲ့မဟုတ်လဲလို့တက်တယ်။သူ့တော့ဘာမှမခိုင်းချင်မှတမို့ထားပြီးချက်တယ်လေ။ဒီတိုင်းအလှပဲထန်ကြည့်ချင်တာပါဆိုပြီးဟေဝရန်ကစိုးပြေတဲ့စင်အကြောင်းတွေကိုပြောပြလာခဲ့ပါတယ်။အခုဆိုရင်စိုးပြေတဲ့စင်ကအရင်ကအခြေခံနေရပါ။ပရိတ်တွေကလည်းသူတို့နှစ်ယောက်ကိုအခြေကအားရချင်းနေနေကြပြီ အမျိုးမျိုးစုတောင်းပေးနေကြပါတယ်။ဆိုပြည့်တစေရဲ့အချောင်းတွေကိုလည်းအလာရွှေစင်ကခုလိုပဲပြောပြလာခဲ့ပါတယ်။အလာရွှေစင်ကဆိုပြည့်ကတကယ်ကိုတော်တာပါအချက်ပြုတ်လေခောင်းနေပြီးတော့သူလည်းမုံလုံးရင်လည်းအရင်ကရတာရှိပြီးစားလို့ကောင်းတာကိုရာသူ့လိုမလို့တော့ဘောနော်သူ့အခြေပြီးမယုံနိုင်အောင်ကိုဖြစ်ခဲ့ရတယ်ဆိုပြကအရင်ကတော့လေအကူကလည်းလူရင်းမှန်သွားတယ်ကိုကလည်းအကြာနေမှုစားတော့အဆင်ပြေတော့ဘောနော်အခုလည်းသူကိုယ်တိုင်မုံလုံးကြွေးရစားရတယ်အခုကြွတော့စိတ်ချရပါပြီဆိုပြီး ရွှေစင်ဝင်းကိုကဆိုပြတဲ့ဇေယျအကြောင်းတွေကိုပြောပြလာခဲ့ပါရယ်။ဟင်းဝယံကတော့ပရဟိတလို့တွေကိုလည်းစူးစမ်းပြီးသွားမယ်လို့ဆိုပါရယ်။မကြာသေးမီကလည်းဟင်းဝယံကလွယ်ချက်ရှိနေတဲ့နေရာလေးတွေကိုသူကရင်တွားရောက်ကလွယ်အပ်ချက်တွေကိုလူတန်ထောက်ပံ့ပေးခဲ့ပါရယ်။ပရဟိတလို့လေးတွေနဲ့ပတ်သက်ပြီးတော့လည်းဟင်းဝယံကအခုလိုပဲပြောပြလာခဲ့ပါရယ်။ ဟင်းဝီယန်ကအခုအဘရာဟီတာဘက်ကိုလုတော်ဖို့စဉ်းစားထားတာပေါ့နော်အခုချိန်မှာအလွန်ကားကြည့်တဲ့အချိန်ပဲလေကျွန်တော်တက်နိုင်တဲ့ဖက်ကနေအစားပြေးသွားမှာပါဘရာဟီတာလို့တွေ့ကိုလည်းဆောင်ရပေးရဖြတ်တန်းသွားမယ်ကိုကူညီပေးလိုက်ရလို့ရလိုက်တဲ့ PTR ဘာနဲ့မှမလဲနိုင်ပါဘူးဆိုပြီးဟင်းဝီယန်ကပြောပြလာခဲ့ပါတယ် ။အကြတိမိကလည်းဟေဝရန်ကလိုအပ်ချက်ရှိတဲ့နေရာလေးတွေကိုသူကရိုင်းသွားရောက်ကလိုအပ်တာလေးတွေကိုလွတ်တန်းထောက်ပံ့ပေးခဲ့ပါရယ်။အခုစေဟေဝရန်ကလိုအပ်ချက်ရှိတဲ့နေရာလေးတွေအတွက်တနိုင်တဲ့ဘက်ကနေစူးစမ်းပေးနေပြီးသူဝတ္တနာပါရနုပြာလို့တွင်မှလည်းစူးစမ်းပြီးတော့လောက်ကိုင်းနေလျက်ရှိပါရယ်။ အခုလက်ရှိမှာတော့ဟင်းဝီယန်ကရက်ကွေရဲ့အတက်တွေအတွက်ကလန်းခဏရပါတယ်။အခုဆိုရင်ဟင်းဝီယန်ရဲ့အခြေအနေပေါ်တရားဝင်ချပြလာခဲ့ပြီးဖြစ်ပြီးမကြာမီမှာတော့လူပြိုကြီးဘွားနဲ့အကြာကြီးပြတ်တန်းခဲ့ရတဲ့ဟင်းဝီယန်ကိုလက်ကိုတူဘွားလေးမှမြေတွေအပြေးလာတော့မှဖြစ်ပါတယ်။ဟေဝီယန်ကလွယ်အပ်ချက်ရှိတဲ့နေရာလေးတွေအတွက်တက်နိုင်တဲ့ဖက်ကနေစူးစမ်းပေးနေပြီးသူဝတနာပါတဲ့နုပြာလို့တွေမှာရောကိုပိုင်စီပါလို့တွေကိုစူးစမ်းပြီးတော့လောက်ကိုင်းနေလျက်ရှိပါတယ် ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းပရိသတ်တွေအတွက်အမှုပြာရှင်သတင်းကြောင်းများကိုတင်ဆက်ပေးဦးမှာဖြစ်လို့အတိအကျသောပရိသတ်နိုင်မလို့တန်သိရှိနိုင်ဖို့အတွက်ဘိနာချက်ပေးခလုံးလေးကိုလည်းနေထားပေးကြအောင်ရှင်။အဆုံးထိအားပေးကြည့်ရှုမှတ်တယ်ကျေးဇူးအများကြီးတင်ပါတယ်။